တဲကုန်းတပိတ်စကန်ကိုမဖြတ်သိမ်းမှုနဲ့ဖန်စီကန်လဲသမားတပိတ်ခေါင်းဆောင်အားလုံးကိုခြွင့်ချက်မရှိပြန်လဲလွတ်ပေးဖို့ဗမာနိုင်ငံလုံးဆိုင်ရာကြောင်သားသမတ်ကများအဖွဲ့ချုပ်ကကြေညာချက်ထုတ်တောင်းဆိုလိုက်ပါတယ်ဒီသတင်းကိုမြတ်သူအောင်ကပေးပို့ထားပါရရှင်ပြည်ခိုင်တဲကုန်းမြို့နယ်မှာမေလ14ရက်နေ့မနက်7:00နာရီကလယ်သမားကောင်းဆောင်ကိုပေါ့ဆပြန်လဲလွတ်မြောက်ဖို့မိုးကောင်းဖျားမှာဆူတောင်းပြီးပြန်လာတဲ့လယ်သမားတွေနဲ့ တင်သမားရေးဆောင်ရွက်နေသူဘဂဒအကြောင်းသားကိုကောင်းထက်ကျော်ကိုတဲကုန်းမြို့နယ်ရဲတပ်ဖွဲ့ကအကြမ်းဖက်ဝင်ရောက်ဖမ်းဆီးမှုအပေါ်ကို ကြီးညာချက်တစောင်ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်ဒီရွာသားတွေတော့ကျွန်တော်တို့ကျောင်းသားကောင်းဝင်ပူးပေါင်းဆောင်ရွက်နေတဲ့လူတွေပေါ့ဒီတဲကုန်းရဲတပ်ဖွဲ့ကနေပြီးတော့ဗော်ဒန်မပါဘူးလို့ပြောတာလို့ပုံပြပြီးတော့ဒီအကြမ်းဖက်ဆောင်ရွက်တာနဲ့ပတ်သက်ပြီးတော့ ဒါကျွန်တော်တို့ facial design နဲ့လုပ်ရည်ဖြစ်တယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီလိုဆောင်ရွက်သွားတဲ့လူတွေကိုလည်းတာဝန်ရှိတဲ့လူတွေကိုပေါ်ထုတ်ပေးဖို့ကျွန်တော်တို့ဘောတိုင်းအစိုးရနဲ့ဒီတိုင်းစိန်အစိုးရပေါ့နော်ကျွန်တော်ကျွန်တော်တို့ကဒီရေးဆိုတဲ့အကြောင်းကိုထည့်သွင်းထားပါတယ်အရိုက်ခံရတဲ့ကိုကောင်းထက်ကျော်နဲ့မက်ခင်မာကြီးတို့ကိုစိတ်ကူတော့ခံယူခွင့်မပေးဘဲလက်ရှိအချိန်မှာဖမ်းဝင်းရန်ထုတ်ထားတာကြောင့်သူတို့နှစ်ဦးကအခုထိတင်းရှောင်နေရတော့မှာပဲ။ ဘဂဒါကထုတ်ပြန်ထားတဲ့ညင်ညာချက်မှာတော့ကိုကောင်းထက်ကျော်မတရားဆွဲဆိုခံရတဲ့အမှုတွေကိုဂွင်းလုံးကျွတ်လွတ်ဖို့နဲ့တိုင်းနှားရဲ့လေယာမြေတွေကိုပိုင်ရှင်ထံပြန်အပ်ဖို့ဆိုပြီးအချက်၅ချက်ပါပါတယ်။ကကူညီပေးတဲ့အကြောင်းသားကကောင်းတော်တယောက်ကိုဒီလိုမျိုးဟိုအဲပြရကူညီပေးတဲ့သူလည်းတို့တို့မထောက်ဆိုတာမရတာပေါ့နော်။ဒါကြောင့်မကျမရဲ့လည်းမသိဘူးလူလည်းမသိဘူး။ဟိုဒီသားဆိုတာလည်းမသိဘူးဆိုတော့ဒါဆိုရရဲ့အဲကျန်းကျန်းနှန်းဆိုတာပြုမှုဆက်ဆံမှုကြတော့အားလုံး တိုင်ကုံမြို့ကလယ်သမားတွေအကြမ်းဖက်ခံရတာနဲ့ပတ်သက်ပြီးတိုင်ကုံမြို့နယ်ရဲစခန်းကိုဆက်သွယ်မေးမြန်းရမှာတော့ဖုံးကိုဖြေဆိုခြင်းမရှိပါဘူးဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကအဖွဲ့ချုပ်ဟာကိုကောင်းထက်ကျော်အမှုကနေဂွင်းလွန်ကျွတ်လွတ်မြောက်ဖို့စေကုသခွင့်ရဖို့တပိတ်စခန်းပြန်တည်တံ့ဖို့နဲ့လယ်ယာမြေတွေပြန်ရတဲ့အထိလှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်ကျွန်တော်မျက်တူပါပါ